ဆရာတော်ဖေဟာဆရာတော်တရားများကိုလည်းအမြဲမပြတ်နာကြားဖြစ်ပါတယ်။တပည့်တော်အသည့်မိတ်ဆွေတွေကိုငွေရေးကြီးအကူအညီပေးတာပြန်မပေးကြဘူးဖေဟာခဏခဏတောင်းရတာလဲရှက်လှပါပြီ။တပည့်တော်ကတော့ပြန်မတောင်းတော့ပါဘူး။အဲ့ဒါသူတို့ယူပြီးပြန်မပေးတဲ့အတွက်သူတို့မှာအပြစ်ဖြစ်နိုင်ပါသလားဖေဟာဆိုပြီးတော့ ယူဇာနံပါတ်9390 4950 2518ဆိုတဲ့အကောင့်ပိုင်ရှင်ကပြည်ရစာမှာဆိုတဲ့ပြောဆိုမှုရဲ့အောက်မှာစာလေးရေးပို့ထားတယ်။သူအကြောင်းသူသိနေတာသူစိတ်သူ မလုံဖြစ်နေတာသူစိတ်တွေကတိကောက်ဖြစ်နေမှတွေဟာအပြစ်တွေဖြစ်နေတာပဲလို့မြင်ပါတယ်။အဲ့ဒါသူလုံးတဲ့မကောင်းမှုက သူ့ကိုအပြစ်ပေးနေတာပါပဲ။ ငွေရှင်ကို တွေ့တိုင်းတွေ့တိုင်းအမှတ်ရပြီးတော့စိတ်ကတိကအောက်တွေခံစားနေရမယ်ဒီအကြောင်းကို အမှတ်ရတိုင်းအမှတ်ရတိုင်းသူ့စိတ်တွေကတိကအောက်ဖြစ်နေမယ်ပြန်မပေးမချင်းသူ့စိတ်မှာတန်ရှင်းမနေဘူးကြည်လင်းမနေဘူးနောက်ဆုံးသေကံနီးရင်တောင်ဒီစိတ်ကအမှတ်ရပြီးတော့ဆင်းရဲခြင်းဆင်းရဲနေအောင်မှာအဲ့ဒါသူ့လုပ်တဲ့မကောင်းမှုက သူ့ကိုအပြစ်ပေးနေတာပါပဲအဲ့ဒီအပြစ်တွေသူခံနေရတာပါပဲ ဒီကိစ္စကိုအမှတ်ရတိုင်းကိုယ်စိတ်မကြည်မလင်ခံစားနေရတာဟာလူဘယ်လိုလုပ်ငြိမ်းချမ်းတော့မှလဲအဲ့ဓာဒီဟာသူ့လုပ်တဲ့မကောင်းမှုရဲ့အပြစ်ဒဏ်တွေကို သူခံနေရတာလို့မြင်ပါတယ်မကောင်းတာလုပ်တဲ့သူဟာမကောင်းတဲ့သူကြီးဖြစ်သွားတာအဲ့ဒါအပြစ်ခံရတာပါပဲမကောင်းတာလုပ်မိရကနေမကောင်းတဲ့စိတ်ကြီးစပြီးတော့ကိုယ်စီမှာဒရေတီးလာပြီးတော့အဲ့ဒီမကောင်းတဲ့စိတ်ကြီးခိုင်းတိုင်းလှုပ်ပေးနေရတဲ့ဘဝ ရောက်သွားတာဟာလေမကောင်းတာလှုပ်ချင်းရဲ့အပြစ်တွေဖြစ်နေတာပေါ့လူတွေက မကောင်းတာလှုပ်တဲ့လူတွေနောင်ဘဝမကောင်းတဲ့ဘဝရောက်မှာလို့နောင်ဘဝမှာ ရောက်မှာကိုပဲ စိတ်ထဲသိမြင်နေကြတာတကယ်တော့အရက်တော့လို့အရက်သမားဘဝရောက်သွားတာခိုးတဲ့အလုပ်လုပ်လို့တခိုးဘဝရောက်သွားတာလိန်တဲ့အလုပ်လုပ်လို့လူလိန်ဘဝရောက်သွားတာအဲ့ဓာရီဟာလက်တွေဖြစ်ပြီးတော့လက်တွေမြင်တွေ့နေကြတာပဲမဟုတ်လား အဲ့ဒါလို့လူလိန်ဘဝရောက်နေသူတွေတခိုးဘဝရောက်နေသူတွေအယက်သမားဘဝရောက်နေသူတွေမှာ သူတို့စိတ်တွေကတန်ရှင်းကြီးလင်းပြီးတော့ချမ်းသာနေနိုင်ပါမလားအမြဲတမ်းအိပ်ရာတဲ့ရောက်နေတောင်းထိတ်လန့်စိတ်ကြောက်စိတ်မလုံးမလဲစိတ်တွေနဲ့အမြဲပူလောင်ပြီးတော့နေရမှာပါပြုံးနေတိုင်းပြောနေလို့မဟုတ်ပါဘူးအဲ့ဒါလက်တွေမသေးခင်ငရဲလိုပူလောင်ဆင်းရဲပြီးတော့ဖြစ်နေတဲ့စိတ်တွေနဲ့နေနေရတာဟာ မကောင်းမှုရဲ့အပြစ်တွေလို့သိမြင်စေခြင်းတယ်လူမာခိုးတဲ့အလုပ်လုပ်လို့တခိုးဖြစ်သွားတာတခိုးဘဝရောက်သွားတာဟာအပြစ်ခံလိုက်ရတာပဲမသိလို့ခိုးတဲ့အလုပ်လုပ်ရကနေအဲ့ဒီသူမှခိုးခြင်းတဲ့စိတ်ကတရေတီးသွားတယ်အမေမွေတော့ကပါလာတဲ့စိတ်ကတခိုးစိတ်မဟုတ်ဘူးသူခိုးတဲ့အလုပ်လုပ်လိုက်မှတခိုးစိတ်ကတရေစတီးလာတာ အဲ့ဒီသခိုးစိတ်ကြီးနဲ့နေနေရတဲ့သူရဲ့ဘဝဟာဘယ်လိုလုပ်ငြိမ်းချမ်းတော့မှလဲခိုးဖို့စဉ်းစားရမိမာဆိုးလို့ပူပင်ရလူသည်မာကြောက်လို့စိုးရိမ်ရနဲ့အဲ့ဒီသူဘဝမငြိမ်းချမ်းတော့ဒီတိုင်းမှာပဲပတ်စံချေးပြီးပြမပေးချင်တာအဲ့ဒီလိုပြမပေးချင်တဲ့စိတ်ကြီးသူ့မှာဖြစ်သွားတာဟာတစ္ဆာမရှိဂရိမတီးတဲ့လူလိန်ဘဝရောက်သွားတာဟာသူလိန်နဲ့အလုတ်လုတ်လို့အပြစ်ခံလိုက်ရတာပဲ။ အဲ့ဒါလူဘဝရောက်သွားပြီဆိုရင်ကိုဟာပတ်စံချေးပြီးပြန်မပေးခြင်းတဲ့သူလို့ဝန်းညင်ကတိသွားမှကြောက်ပြီးတော့သူလည်းပူပန်ဆင်းရဲနေရမှာကိုမှတကယ်အခက်အခဲဖြစ်လာရင်ငွေချေးငှားဖို့တဖြည်းဖြည်းနဲ့ကျင်းမြောင်းလာတဲ့ဝန်းကျင်နဲ့နေရလို့ဆင်းရဲနေရအောင်ပဲကိုရဲ့တငယ်ချင်းမိတ်ဆွေတွေကလည်းဒီကောင်ကဒလိုလူစားမျိုးပတ်စံချေးပြီးပြန်မပေးခြင်းတဲ့ကောင်မျိုးလို့သိပြီးတော့ကိုပေါင်းစိတ်ခွာတွေဖြစ်လာလို့ ဆင်းရဲတဲ့စိတ်တွေသူ့မှာခံစားနေရမှာပါအဲ့ဒါဟာသူ့လုပ်တဲ့မကောင်းမှုရဲ့အပြစ်ဒဏ်တွေသူခံနေရတာလို့မြင်စမ်းပါခိုးကျင်တဲ့စိတ်တို့လိန်ကျင်တဲ့စိတ်တို့သူများအပေါ်ဖြန်ကြကျင်တဲ့စိတ်တို့ဆိုတာကောင်းတဲ့စိတ်လားမကောင်းတဲ့စိတ်လားအဲ့ဒါအရင်စဉ်းစားကြည့်လိုက်အဲ့လိုခိုးကျင်လိန်ကျင်ဖြန်ကြကျင်တဲ့စိတ်ကြီးကိုယ်မှာဖြစ်လာတာကိုယ်မှာအဲ့ဒီမကောင်းတဲ့စိတ်ကြီးရှိနေတာ အဲ့ဒီမကောင်းတဲ့စိတ်ကြီးနဲ့ကိုနဲ့အတူနေရတဲ့ကိုဟာကောင်းနိုင်ပါမလားအရက်တောက်ချင်တဲ့စိတ်ကြီးနဲ့အတူအတူနေနေရတဲ့လူမှာအရက်တောက်တောက်ပေးရပြီးတော့အရက်သမားဘဝရောက်နေရတာဘလောက်တနာစရာကောင်းမလဲအရက်သမားဘဝရောက်နေတယ်ဆိုတာအရက်တောက်ချင်တဲ့စိတ်ကြောင့်ပဲမဟုတ်လားတခိုးဖြစ်နေတယ်ဆိုတာလည်းခိုးချင်တဲ့စိတ်ကြောင့်ပဲမဟုတ်လားလူလိန်ဘဝကတိမရှိ လူဘဝရောက်နေရတဲ့ဆိုတာ အဲ့ဒီလင်ကျင်တဲ့စိတ်ဂရိမတီးတဲ့စိတ်ကြောင့်ပဲဖြစ်နေရတာမဟုတ်လားအဲ့ဒါလိုမကောင်းတဲ့စိတ်တွေနဲ့မကောင်းတဲ့လူတွေကိုလူကောင်းသူကောင်းတွေကပေါင်းရင်သိရင်ကြပါမလားဥပမာအခုကိုစီကငွေချေးပြီးပြန်မပေးတဲ့လူကို နောက်တခါကိုကဆက်ဆံပါဦးမလားနောက်တခါသူဒုက္ခရောက်ရင် ကိုကကူညီပါဦးမလားကိုကခံလိုက်ရတာကတစ်ခါနှစ်ခါပါသူ့မှာတော့အဲ့ဒီစိတ်ကြီးနဲ့နေနေရတော့ အဆင်မပြေတာတွေခဏခဏဖြစ်နေမှာပဲအဆင်မပြေတိုင်းအဆင်မပြေတိုင်းချေးလိုက်ငှားလိုက် နောက်ပြန်မပေးလိုက်နဲ့သူ့မှာမုန်းသူတွေရန်သူတွေဝိုင်းလာမယ်ကျင်းဖဲသူတွေများလာမယ်အဲ့ဓာတွေဟာလောကမှာတကယ်ကြောက်စရာကောင်းတဲ့အပြစ်တွေခံနေရတာပဲနောင်ဘဝတွေဆိုတာကဒီဘဝမှာသူမကောင်းရင် နောင်ဘဝတွေမကောင်းနိုင်ဘူးဆိုတာကဘာမှအထူးပြောစရာမလိုဘူးဒီဘဝမှာမကောင်းရင် သိကြပါတယ်နောင်ဘဝဆိုတာရှိရင် तू ဘယ်လို့မှမကောင်းနိုင်ပါဘူးအဲ့ဓာတွေဟာအပြစ်တွေပါပဲအတ္တ ानु ဝါဒဘေးပရာ ानु ဝါဒဘေးဆိုတာတွေပြောရင်လည်းပြောစရာတွေကအများကြီးပါပဲဒါပေမဲ့ဒီမှာကမကောင်းတာလို့ရင်မကောင်းတဲ့သူကြီးဘဝမကူပဲချက်ချင်းဖြစ်သွားရတယ်ဆိုတာကိုမြင်စေချင်တာပါမကောင်းတဲ့သူကြီးဖြစ်နေပြီဆိုရင်ဘဝမှာဘယ်လိုလုပ်ကောင်းတော့မှာလဲ တီလထိန်းနေတရားအားထုတ်တယ်ဆိုတာအဲ့ဒါလို့မကောင်းတဲ့သူမဖြစ်ဖို့အဲ့လိုမကောင်းတဲ့ဘဝမရောက်ဖို့အားထုတ်ကြရတာဖြစ်ပါတယ်လို့ပြောကြရင်ပဲဤကုန်းချုပ်ချင်ပါတယ်အားလုံးအားလုံးမကောင်းတာလုပ်ရင် မကောင်းတဲ့သူချက်ချင်းဖြစ်သွားပြီးတော့မကောင်းတဲ့စိတ်ကြီးနဲ့ဆင်းရဲညှဉ်းနှံနေရတဲ့ဒုက္ခကိုသိနိုင်မြင်နိုင်ကြပါစေလို့ဆန္ဒပြုရင်းဤကုန်းချုပ်လိုက်ပါတယ်